တရင်ဌာနပိတ်သိမ်းခံရမှုနဲ့ပတ်သက်ပြီးသမထွန့်အစိုးရကို VOA ညွှန်ကြားမှုကိုတိုင်တရားထပ်ဆွဲပါတယ်။ VOA တရင်ဌာနကိုပိတ်သိမ်းခြင်းဟာတရားမဝင်ကြောင်း VOA ဖွဲ့ရဲ့အကြီးအကဲညွှန်ကြားမှု Michael Abramowitz က American သမထွန့်ကိုဘုံဘူးနေက Federal တရားရုံးမှာတရားစွဲလိုက်ပါတယ်။ထွန့်အစိုးရက American ကပါလုံးဆိုင်ရာ Media Agency ရဲ့စီမံကုတ်ကဲမှုအောက်တမမဟုတ်ရမုံငွေထောက်ပံ့ပေးထားတဲ့မီဒီယာလုပ်ငန်းများစွာကိုပိတ်ပစ်ပြီးနောက် အခုလိုတရားစွဲမှုပေါ်ပေါက်လာရတာပါ VOA ကိုပိတ်ပစ်ခြင်းဟာအမေရိကန်အတွက်မတွက်ဆနိုင်လောက်တဲ့ကိုကိုကိုထိုးနှက်ခံရတဲ့ဒဏ်ရာပဲဖြစ်စေပါလိမ့်မယ်တန်ဖိုးမဖြစ်နိုင်တဲ့ပိုင်ဆိုင်မှုကိုဆုံးရှုံးစေခြင်းလည်းဖြစ်ပါတယ်လို့ Abraham Woods က VOA ဝန်ထမ်းတွေထံပေးပို့တဲ့ဆံမှာရေးသားပါတယ်ဒါအပြင်ဒေါ်နယ်ထရန့်အနေနဲ့အမေရိကန်ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီ USAGM ကိုမုံတီကြောင် ထုတ်ဖော်ပြောဆိုပူပါတယ် ဒါကြောင့် agency ချုပ်အားရမငွေရနာတဲ့ထူးမိန်ကိုမလ15ရက်နေ့ကလက်မှတ်ရေးထိုးမှာ Radio Free Europe RFE Radio Liberty Radio Free Asia RFE နဲ့ VOA တို့ကိုစီမံခန့်ခွဲခြင်းကုကဲခြင်းငွေကြေးထောက်ပံ့ခြင်းများပြုလုပ်ပေးနေတဲ့ USAGM လည်းပါဝင်ပါတယ်။တမရမိန်ကိုကန့်ကွက်ကြောင်းပြီးခဲ့တဲ့ဒီနေ့ဘက်ကတင်ပြခဲ့တဲ့အတွက် ရေဂန်ခရင်တရားသူကြီးရိုက်စ်လမ်ဘတ်ကရေဒီယိုဖရီရိုရေဒီယိုလီဘာတီတို့အားရန်ကုန်ရဲစမ်းခြင်းကိုရတန်မိုအင်ကာနေကယာယီတာမြင့်မိတ်ထုတ်ပြန်ပါလေ။တရားရုံးတွေကအဲ့ဒီလိုယာယီတာမြင့်မိတ်ရေထုတ်ပြန်ပေမဲ့လည်းသမရထရန်အနေနဲ့ကတော့သူ့ရဲ့လုံဆောင်ချက်အတိုင်းပဲဆက်သွားမယ်လို့ကြောင်းပြန်ပါလေ။ USAGM ကြီးကအကြောင်းပြချက်ကိုအနေငယ်မျှတာပါဝင်တဲ့စာချုပ်တစ်ချောင်းနဲ့ IFE IFA ကိုသမားကဒီလိုပြုလုပ်ဖို့ပြောထားရင်တော့မှအတင်းအကျပ်ပြိမ့်ပြစ်နိုင်ဘူးလို့တရားသူကြီးမိန့်မှာဖော်ပြပါလေ။နယူးယောက်မြို့မှာ VOA Channel တွေကလည်းပြီးခဲ့တဲ့သတင်းပတ်တွင် Trump ဆိုရတဲ့ USA GM ရဲ့ထူးချံပေးဖြစ်သမား Trump ကခံတာနဲ့ Kari Lito ကိုတရားဆွဲဆိုထားပါလေ။ VOA ညချိုင်းမှုကတရားသူကြီးထံတရားဆွဲဆိုတောင်းဆိုတဲ့အချိန်မှာသူ့ဝန်ထမ်းတွေကို လာစားမဲ့ခွင့်ပေးထားတဲ့ အစိုးရဆုံးဖြတ်ချက်ကိုပြင်ဆင်ပေးဖို့အစိုးရရဲ့အဲ့ဒီလုပ်ရက်ကိုတရားမဝင်ပါဘူးလို့သတ်မှတ်ပြဦးနဲ့သမရမိတ်ကောင်ထက်ခေါ်ခြင်းကိုယာယီတာမင်မိတ်ထုတ်ပေးရလို့ပါပါတယ်အခုတရားစွဲဆိုထားမှုပေါ် USAGN ပြောရေးဆိုခွင့်ရှိသူကမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုလည်းလက်တလောတုံ့ပြန်ခြင်းမရှိသေးပါဘူးကမ္ဘာနဲ့မှာရှိတဲ့ပြည်သက်တွေအတွက်လွတ်လပ်တဲ့သတင်းလုပ်ငန်းကိုဆောင်ရွက်ဖို့ရည်ရထားတယ် VOA မှာ1994ခုနှစ်မှာလက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတကာထောက်လွှင့်မှုဥပဒေနဲ့အကာအကွယ်ရရှိထားပါတယ်။ဒီဥပဒေဟာအမေရိကန်ဆိုရရရှိရာလုပ်ငန်းရည်ရွယ်ချက်ကိုဝင်ရောက်ဆော့ဖတ်ခြင်းမှာတားမြစ်ထားပါတယ်။ကျွန်တော်တို့ရဲ့ရန်သူတွေဟာခုဆိုရင်အောင်ပွဲခံနေကြပါပြီ။အာဖရိကနဲ့လက်တင်အမေရိက၊ရုရှား၊ဗင်နီဇွဲလာ၊ဖဲလာယူအစရှိတဲ့နိုင်ငံတွေအားလုံးမှာ VOA ကိုပိတ်ပစ်ခြင်းဟာအမေရိကန်ပြည်ပတ်တွေကိုတိုက်ကြီးတိုက်ခိုက်တယ်ကိုထိုးအပ်လိုက်တာပါပဲ။အာနာရှယ်ဆိုရတွေကတော့ဝမ်းသာချမ်းသာပါ။ ရိုက်ကန်စန့်ကျင်ဇလန်နေကိုသူတို့ကိုမျိုးစေ့ချဖို့ခွင့်ပြုပေးလိုက်တဲ့အတွက်ဒီလိုပါပဲလို့ VOA ညွှန်ကြားမှုကရေးသားထားပါတယ်။